အားလုံးပဲမင်္ဂလာပါတချင်တွေရကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့တချင်က infinity နဲ့เนาะဆိုင်တဲ့အပိုင်းကိန်းလေးအကြောင်းကိုရှင်းပြထားတာဖြစ်တဲ့အတွက်ဒီအကြောင်းအရာလေးကတော့ဒီအားလုံးနဲ့ဆိုင်တဲ့ပေါ့เนาะအတန်းအားလုံးနဲ့တည်တည်နဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒါကြောင့်မလို့တချင်က for you ဆိုတဲ့ခေါင်းစဉ်လေးနဲ့ရှင်းပြထားတာဖြစ်ပါတယ်မင်္ဂလာပါ 1 by infinity ရဲ့เนาะတန်ဖိုးလေးသတ်မှတ်တာကိုဒီချက်ဟာပြောမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီ infinity နဲ့ဆိုင်တဲ့အကြောင်းအရာလေးကိုပြောရင်ပိုင်းကိန်းလေးတွေကြည့်ရအောင်เนาะ။ဒီဒီမှာဆိုရင်ချက်1 over 2ပေါ့เนาะ။သူ့ရဲ့တန်ဖိုးဆိုရင်ဒါ0.5เนาะ။ Now 1 over 5ဆိုလို့ရှိရင်เนาะသူ့တန်ဖိုးက0.2ဆိုတော့ဒါလေးတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာရှိနေတဲ့ပိုင်းခြေပေါ့เนาะ။ပိုင်းခြေဒီ ဟလာဒီအချိန်မှာရှိနေတဲ့ပိုင်းခြေ5ကเนาะပိုင်းခြေ2တဲ့ကြီးသွားတဲ့အတွက်ကြောင့်မလို့ရလာတဲ့ဒီဓာတ်သမတန်မှုလေးရလဲเนาะ0.2လေးက0.5တဲ့ဘာဖြစ်သွားလဲငယ်တယ်ဒါအောင်ကြည့်ခြင်းအဖြစ်ပိုင်းခြေတွေကြီးသွားလေလေသူ့ရဲ့တန်မှုတွေကငယ်သွားလေလေပေါ့ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့လို့ခုချေတို့အလွယ်ဆုံးပြအောင်ပြောမယ်ဆိုရင်ချေတို့ဒီ 1 over 10လေးနဲ့စကြည့်အောင်เนาะ1 over 10ဆိုရင်ဒါဒီပိုင်းဝေးเนาะတစ်ကလေးကို30နဲ့စားတဲ့အတွက်ကြောင့်အဲ့ဒီတစ်ရဲ့နေရာလိုက်တန်ဖိုးဒီဆယ်လီစိတ်တန်ဖိုးလေးဖြစ်သွားတယ်။အဲ့လိုပဲ1 over 100ပေါ့เนาะပိုင်းဝေးတစ်ကလေးကိုဒါ100နဲ့စားလိုက်တာအဲ့ခါမှာအဲ့ဒီပိုင်းဝေးတစ်ရဲ့တန်ဖိုးလေးဒီယာလီစိတ်တန်ဖိုးလေးဖြစ်သွားတယ်။ဒါကြောင့်မို့လို့0.01ဆိုတာကိုရတယ်။အဲ့ဒါကိုကြည့်ချင်းအဖြစ်အခုတခြားတို့ 1 over 1000ပေါ့နော်ဒါပိုင်းဝေ1ကို1000နဲ့စားတဲ့အခါမှာအဲ့ဒီပိုင်းဝေ1ရဲ့နေရာလိုက်တန်ဖိုးလေးဒီထောင်ဒီစိတ်နေရာလေးမှာရှိရဲ့ ဲ့ဒါဆိုရင်တချို့တို့ဒါကိုကြည့်ချင်းအဖြစ်เนาะပိုင်းကြီးရဲ့တန်ဖိုးဒီ၁၀၁၀၁၀၁၀၀ဟဲ့လားတသိန်းဒါပိုင်းကြီးရဲ့တန်ဖိုးတွေเนาะအဲ့ဒီလိုစားလိုက်တာတပြိုင်နက်တည်းဒီတစ်ရဲ့တန်ဖိုးလေးကပူပူပြီးတော့ဘာဖြစ်သွားမှာလဲငယ်သွားမှာဖြစ်တယ်အခုဒီမှာဆိုရင်ချက် ပိုင်းရေမှာတောင်းနဲ့စားရဲဆိုပါတော့เนาะအဲ့ဒါဆိုရင်ဒီတစ်ကလေးဒီတောင်းလီစိတ်ဆိုတဲ့နေရာလေးမှာရောက်သွားမှာဖြစ်တယ် အဲ့တော့ဒီတဲ့တံမိုးတွေကြီးသွားရင်ဒီတက်ကလေးရဲ့တံမိုးလေးဟာဘာဖြစ်သွားရင်လဲပို့ပြီးတော့ငယ်သွားလीဖြစ်တာပေါ့အဲ့အကြောင်းမလို့ခု share လို့ဒီမှာ one over infinity ပေါ့နော် infinity ဆိုတာကိန်းကနန်းနေအလုံးထက်နော်အကြီးဆုံးဘုဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုင်းကျေရကြီးလေးလေးရလာတဲ့တံမိုးတွေဟာငယ်သွားနေပြီဆိုရင် အင်မတန်ကြီးတဲ့ infinity ဆိုတာကြီးနဲ့စားလိုက်မယ်ဆိုရင်သူဒီဘယ်နောက်ကတ်သွားတာလဲဆိုတော့0နောက်ကတ်သွားမှာဖြစ်တယ်သူရဲ့တန်ဖိုးဟာဒါကြောင့်ဒီ share ကဒါ1 over infinity ရဲ့တန်ဖိုးကိုဘာလို့ပြောတာဖြစ်တာလဲ0လို့ပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီ share ကကိန်းကဏ္ဍနေကိုလာဒီဖော်ပြရမယ်ဆိုလို့ရှိရင် real number အနေနဲ့သတ်မှတ်ဖို့ဆိုရင်တော့ infinity ဖြစ်ခဲ့ရင် ောက်ပြီနော် real number အနေနဲ့သတ်မှတ်နိုင်ဖို့အတွက်အဲ့ဒီ infinity ဒီဘယ်နေရာမှာရှိမှာဖြစ်ပါလဲပိုင်းဖြေနေရာမှာရှိမှာဖြစ်ပါပါဒါလေးစီအရေးကြီးပါတယ်မင်္ဂလာပါ